ဘာဟက်ကမှာအကြံဖက်တိုက်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာအိန္ဒိယနဲ့ပါကစ္စတန်ကြားတင်းမာမှုတွေကြီးထွားလာခဲ့ပါတယ်။ဒုတက်ခတ်မှုတွေမှာပါကစ္စတန်နဲ့ပံ့ပိုးပေးတဲ့အကြံဖက်သမားတွေဟာဂျမ်မူနဲ့ကာရှမီးယားရဲ့ဘာဟက်ကန်မှာရှိတဲ့ခီးတော်26ကိုတည်ဆုံးစေခဲ့ပါတယ်။တက်ခတ်မှုအပြီးမှာအိန္ဒိယကတန်တမာရေးရရရေးယူခဲ့ပါတယ်။ Indus Water Treaty ကိုဆိုင်းငံ့လိုက်ပါတယ်။အကြံဖက်သမားတွေနဲ့သူတို့ကို ထောက်ခံအားပေးသူတွေကိုအပြစ်ပေးမယ်လို့အိန္ဒိယဝန်ကြီးချုပ် နရန်ဒမူဒီကပြောခဲ့ပါတယ်။အိန္ဒိယက၎င်းရဲ့လက်နက်ကင်တပ်ဖွဲ့တွေကို အမြင့်ဆုံးအဆင့်မှာတန်းလှန်ထားပါတယ်။တောက်တုတ်ပြန်တဲ့အနေနဲ့ပါကစ္စတန်ကလည်း၎င်းရဲ့စစ်တပ်ရေတပ်နဲ့လေတပ်တွေကိုဇီလုခဲ့ပါတယ်။နှစ်ဖက်စလုံးကသူတို့ရဲ့စစ်အင်အားတွေကိုပြတ်တက်နေကြပါတယ်။အခုလူတွေမင်းနေကြတာကဒီနျူကလ িয়ার အင်အားကြီးနဲ့နိုင်ငံကိုဘယ်လိုနိုင်ရှိမလဲ။အိန္ဒိယမှာပိုပြင်းထန်တဲ့လက်နက်တွေရှိပါတယ်။၎င်းမှာ ဘာလို့လဲဆိုရင်တော့ Acne V ဒုံးကြီး Pramos ဒုံးကြီး Refire တိုက်လေရင်တွေနဲ့ S400 လေကြောင်းရန်ကာကွယ်ရေးစနစ်လို့ဖြစ်ပါတယ်။ဒါဆိုရင်ပါကစ္စတန်မှာဘာလနဲ့တွေရှိတယ်။ကက်စမီးယားမှာတို့၆၆ဖွဲ့အချက်ဖက်တိုက်ခတ်မှုကလူ26ဦးတည်ဆေးပါတယ်။တိုက်ခတ်သူကအချက်ဖက်သမားတွေဖြစ်ပြီးတော့အရေအတွက်9ဦးတော့ရှိပါတယ်။ Bassarin Valley မှာကမ္ဘာလက်ခီးတွေကိုတပ်ဖြတ်ခဲ့ခြင်းဖြစ်တဲ့ အိန္ဒိယလိုဆိုရင်တပ်ဖွဲ့တွေကတော့စစ်စီရေးမှာစတင်နေပြီစော်မန်နေနေတဲ့အရာဆိုရင်တိုက်ခတ်သူတွေကပါကစ္စတန်လာတယ်လို့ဆိုပါတယ်ပါကစ္စတန်စစ်တပ်အကြီးအကဲဗိုလ်ချုပ်ကြီးအဆင်မင်းကပြင်းပြင်းထန်ထန်မိခုံပြောပြီးရပ်ပိုင်းကြမှာပဲဒီတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်သူကကက်စမီးယားပါကစ္စတန်ရဲ့ဂျူဗီလာဘိန်းလို့ခေါ်ပြီးတော့ရောမန်လက်ဆောင်မှာမဟုတ်ဘူးဂရီပေးခဲ့ပါတယ်တိုက်ခတ်မှုအတွင်းမှာအပြီးမှာအိန္ဒိယနဲ့ပါကစ္စတန်ကြားတင်းမာမှုကြီးထွားလာပြီဖြစ်တယ် ပါကစ္စတန်ကအပြစ်ခရဆဲယူကိုအကြိမ်ကြိမ်ချိုးဖောက်ခဲ့တဲ့သူဖြစ်တယ်။အိန္ဒိယကဒန်တူအင်အားနဲ့ပြန်တုတ်ပြန်ပါတယ်။အိန္ဒိယခေါင်းဆောင်တွေကတော့တိုက်ခတ်သူတွေကိုစောက်ပွေပြီးအပြစ်ပေးမယ်လို့ကြေညာထားပါတယ်။ဆိုတော့ဝန်ကြီးချုပ်နာရန်ဒါမူဒီကဘလို့ပြောလဲဆိုရင်အိန္ဒိယကအကြံဖက်သမားနဲ့သူတို့ရဲ့ကြောထောင်းနောက်ကန်ပြည်သူတိုင်းကိုစောက်ပွေဆရာခံပြီးတော့အပြစ်ပေးမယ်လို့ပြောတယ်။လိုအားရင်ညီကြီးဆုံးထိပ်သွားမယ်။အကြံဖက်မှုကိုအပြစ်ပေးမယ်လို့ပြောပါတယ်။ ။အိန္ဒိယစစ်တပ်ကကြီးမားတဲ့စစ်ရေးလက်ချက်မှုကိုစတင်နေပြီဖြစ်တဲ့လေတပ်နဲ့ရေတပ်တို့ကလည်းကောင်းတဲ့ဆွမ်းအားကိုပြသနေပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်ချုပ်ဆိုရတဲ့အင်တာဂိုရက်ထရီတီကိုလည်းဆိုင်းငံ့ထားပါတယ်။ဒီဘော့ရုပ်စာချုပ်ဟာအိန္ဒိယနဲ့ပါကစ္စတန်ကြားရေခေါ်ဝဲမှုကိုထိန်းချုပ်ထားတဲ့စာချုပ်ဖြစ်ပါတယ်။ယခုကအိန္ဒိယကမြေတွေကိုပိတ်ဆို့ကျင်းတာဝမှုလမ်းကြောင်းပြောင်းစီနိုင်ပါတယ်။ပါကစ္စတန်ကတော့လုံမဲ့ဆိုရင်ရှစ်ဖြစ်နိုင်ချေရှိတယ်လို့ပြောပါတယ်။အိန္ဒိယက ၎င်းရဲ့ရေကို Facebook ကအင်အားအပြည့်နဲ့တုံ့ပြန်မယ်လို့လည်းပါကစ္စတန်ကတတိပေးပါတယ်ပါကစ္စတန်မှာလည်းစီးလက်ချက်မှုစတင်နေပြီးနှစ်ဖက်စလုံးကစစ်ရေးအကြပြည်ပကဖြစ်နေတဲ့အတွက်ပြင်ဆင်နေကြပါပြီအိန္ဒိယနဲ့ပါကစ္စတန်ဘယ်လိုနိုင်ရှင်မလဲစီးပွားရေးနိုင်ရှင်မဆိုရင်အိန္ဒိယရဲ့ဘတ်ဂျက်ကပါကစ္စတန်ထက်ကိုးစားကြီးမှာပါတယ်သူရဲ့စီးပွားရေးကပိုအားကောင်းတော့သိရတယ်စစ်တပ်ရဲ့စာချင်းမဆိုအိန္ဒိယတပ်ဖွဲ့များတက်တမ44တန်းရှိပြီးတော့ပါကစ္စတန်6သိန်း5000ပဲရှိပါတယ်။တင့်ကားလေးချင်းမဆိုအိန္ဒိယမှာတက်ကားများ ပါကစ္စတန်နဲ့နဆပူပါပဲအမြောက်တောက်ကြည့်မဆိုရင်လည်းအိန္ဒိယကပါကစ္စတန်နဲ့အမြောက်စနစ်1500ပိုများတာကိုတွေ့ရတယ်ရေတောက်ကြည့်မဆိုရင်အိန္ဒိယရေတောက်ကပုံမှုကြီးမှပြီးအဆင့်မြင့်ပါတယ်အိန္ဒိယမှာလေရင်တင်တင်ပေါ်နဆင်းရှိပြီးတော့ပါကစ္စတန်မှာမရှိပါဘူးအိန္ဒိယမှာလည်းရေငုပ်တင်ပေါ်တွေပိုများပါတယ်လေတောက်ကြည့်မှာဆိုရင်အိန္ဒိယမှာတိုက်လေရင်နေတိုက်ခဲ့တဲ့ရဟကြီးတွေပုံများတယ်အိန္ဒိယရဲ့လေကြောင်းဆွမ်းအားကအလုံးစုံအားကောင်းနေတော့တွေ့ရပါတယ် နျူကလနဲ့ကတော့အိန္ဒိယမှာနျူကထိပ်ဖူး192ခုရှိပြီးတော့ပါကစ္စတန်မှာ190ရှိပါတယ်။ဆိုတော့အနည်း20တွေ့ဖရောဇုံအကျင့်ဖြင့်အိန္ဒိယကဒီဒေတာမှာဥဆောင်နေတာကိုတွေ့ရပါတယ်။အိန္ဒိယရဲ့အဓိကလက်နက်တွေကတော့ Acne 5ဒုံးပြန်၊ဒါဝိပစ်ဒုံးကျည်ဖြစ်ပြီးတော့ပါကစ္စတန်မှာမြေကြီးနေရာမှာဆိုအင်းဒီနျူကလ িয়ার ပါဝါနဲ့ထိမှန်နိုင်ပါတယ်။ဘတ်စမိုဒုံးပြန်ကိုကြည့်မဆိုရင်အတန်ထက်မြန်ပြီးလွန်တိကျပါတယ်။ဂုံးမြေပင်နဲ့လေတုဘယ်နေရာမှာဆိုလွတ်တင်နိုင်ပါတယ်။ NS Arihan NS Chatra ဒါတော့ nuclear ဒုံးကြီးဖြစ်တယ်ပြလို့တဲ့အခါမှာ nuclear ဂျင်ကို demodian နဲ့ဆင်ဖြစ်လို့နိုင်ပါတယ် the fire jet ဒါတော့ kimmi ပြီးတော့အာကုန်တိုက်လေရင်ဖြစ်တယ် S400 ကကိုရေးစနစ်ရန်သူလေရင်တွေကိုကီလိုမီတာ400အကွာနဲ့ပစ်ချနိုင်ပါတယ်ပါကစ္စတန်ရဲ့အတိကလက်နက်တွေကတော့ Sahin 3 missile ဒါကိုကီလိုမီတာ1950အကွာဝန်းကနေ nuclear တစ်ပူတယ်ဆောင်နိုင်ပါတယ် F16 တိုက်တိုက်လေရင်ဒါအမေရိကန်လုပ်ဖြစ်ပါလားပါကစ္စတန်လေတိုက်ရဲ့ကျော်ကျော်ယူနော့ကံဖြစ်တယ် J10 တိုက်လေရင်ဒါကတော့တရုတ်နိုင်ငံရဲ့ဂျက်လေရင်အသေးပြပြီးတော့အစင်းမြင့်တရုတ်ဒုံးကြီးတွေတည်ဆောက်နိုင်ပါတယ်ဘာဘူကူးစ်မစ်ဆိုင်းဆာဆပ်ဆိုနစ်အကွာဝေးက900ကီလိုမီတာပြင့်နိုင်ပါတယ် So Akalit Tank ဒါကတော့တရုတ်ရဲ့အကူအညီနဲ့ပြုတ်ထားတဲ့ပါကစ္စတန်ရဲ့အဓိကတိုက်ပွဲဝင်တင့်ကားတွေဖြစ်ပါတယ် ဆိုတော့ကမ္ဘာကောင်းဆောင်တော်တော်များများကဆိုးနေကြပါတယ်အိန္ဒိယပါကစ္စတန်ဖိလစ်ပိုင်ကကနေပေါင်းထောင်ကျော်ကြာခဲ့ပြီလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောခဲ့ပါတယ်အကြမ်းဖက်သမားတွေကိုပြစ်ပီးရမယ်လို့ရုရှားသမ္မတပူတင်ကလည်းပြောတယ်ဆော်ဒီအာရေဗျာပြင်သစ်အီရန်နဲ့ UAE တို့ကအချင်းတွေကိုတည်ငြိမ်အောင်ကြိုးပမ်းနေကြပါတယ်ဒီဥနဲ့တူတကီတို့ကငင်းချမ်းရေးအတွက်တောင်းဆိုပေမဲ့လည်းပါကစ္စတန်ကိုထောက်ခံပါတယ်။အစ္စရေးကတော့အိန္ဒိယကိုအခိုင်အမာထောက်ခံသူဖြစ်တဲ့ ။နေမြတ်ကဆွေးဆွေးနေပြောပါတယ်တိုက်ခတ်သူတွေကိုအရေးယူမယ်အချိန်တန်ရင်အစိုးရကတုတ်ပြန်မယ်လို့ပြောကြားထားပါတယ်။